ဘာသာဆိုတာပါလေတချင်းကဆက်ကြောက်ရာကြီးတွေကနေဂျိုသားတွေရဲ့အချက်ပြမှုတွေလက်ခံရရှိခဲ့တယ်လို့သိပ္ပံပညာရှင်တွေကထင်ခဲ့ကြပါတယ်။ဒါပေမဲ့တကယ်တော့ဒါဆက်ကြောက်ရာရဲ့အံ့ဖွယ်အရာတွေတဲကတခုဖြစ်နေခဲ့ပါတယ်။ဘာသာဆိုတာအာကတတဲကမိပြတိုက်တွေလိုပါပဲ။တစ္ကန်ကအချိန်ရရာနဲ့ချီပြီးအလွန်လင်းမြန်စွာလဲပတ်နေတဲ့နျူထရွန်ကျဲတစ်မျိုးပါ။သူတို့ဟာအရန်ကိုတိတ်သေးပြီးတော့မြုံနေလောက်အောင်ပြင်းထန်တဲ့တန်လိုက်ဆက်ကွင်းတွေနဲ့ဖွဲ့စည်းထားကလင်းမြန်စွာလဲပတ်နေကြပါတယ်။ ဒါကြောင့်မဲသူတို့ဟာ radio line h ွေ gamma ray တို့ကိုထုတ်လုပ်ပါတယ်သူတို့တွေဖြစ်ပေါ်လာပုံကတော့နေသက်အဆ၈ဆလောက်ကြီးတဲ့ကြယ်ကြီးတွေဟာစွမ်းရင်ကုန်ခံပြီးစူပါနိုဗာလို့ခေါ်တဲ့ပေါက်ကွဲမှုကြီးဖြစ်ပြီးနောက်ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။အဲလိုပေါက်ကွဲမှုကြီးဖြစ်ပြီးနောက်အလယ်မှာကျရင်ခဲ့တဲ့ကြယ်ကြီးရဲ့တင်းငယ်ပြီးတိတ်တဲလာတဲ့အကျဉ်းချံဟာနျူထွန်ကျယ်ဖြစ်လာပြီးအဲဒီကနေတဆင့်ပုံပြီးမြင်းမြန်ဆန်းဆန်းလဲပတ်နေတဲ့ဘတ်စာဖြစ်လာပါတယ်။၎င်းဟာအလွန်ကြစ်လက်တိတ်တဲပြီးတော့လက်ဖက်ရည်စွန်းသွန်းစာပမာဏဟာအေရက်တောင်ထက်တောင်လေးပါသေးတယ်။ ပတ်စတာကြောင့်ဒက်ဆွေအားကြောင့်အာကာသအခြေအနေကြောင့်နားလည်နိုင်ပြီးခြေတွေရဲ့ဘဝအတန်တရာကိုပါလေ့လာနိုင်ပါတယ်။ပတ်စတာတစ်ခုရဲ့တန်လိုက်ဆက်ကွင်းကကမ္ဘာထက်အစပေါင်း trillion ကျော်အားကောင်းပြီးအခုထိပတ်စတာပေါင်း၄000ကျော်ရှားပွေတွေ့ရှိပြီးဖြစ်ကာသူတို့ရဲ့အချက်ပြတန်တွေကို radio telescope တွေနဲ့နားထောင်နိုင်ပါတယ်။ပါစတာရီဟာဆက်ကြောင်ရာကြီးရဲ့အံ့ဖွယ်အရာတွေတဲကတကူဖြစ်ပြီးသူတို့ရဲ့မိတ်တုံးမိတ်တုံးအလင်းရောင်တွေကကျွန်တော်တို့ကိုအာကာသရဲ့လူအပ်ချက်တွေပေါ်ပြနေပါတယ်